လုံးအားလုံးပဲမင်္ဂလာပါဒီနေ့ငွေရဗီဒီယိုလေးကိုမပြောပြခင်ပါဘောနော်ငွေဒီလိုဗီဒီယိုတွေကိုရိုက်ပြီးတင်ဆက်နေရတဲ့အကြောင်းလေးရပါဘောနော်အဓိကကတော့ငွေရလေပို့လို့စကားကြီး speech ကြီးပြောပြီးတော့အဲ့လိုမျိုးကြီးထက်ဆိုင်ငွေတွားချင်တဲ့ပုံစံကတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေနဲ့လေပို့ပြီးရင်းနှီးချင်တယ်ပို့ပြီးလဲကွာစကားဝိုင်းဖွဲ့ပြီးတော့ရင်းနှီးနှီးချစ်ချစ်ခင်ခင်နဲ့အဲ့လိုမျိုးဟိုဘဟုတုရဖလှယ်ထားမယ် sharing လုပ်ကြမယ်အဲ့လိုမျိုး vibe ပဲငွေကတွားချင်တာ အဲ့လိုမျိုးဟို attention နဲ့အဲ့လိုမျိုးရောင်ရင်မသွားချင်ဘူးကွာအဲ့တော့ဒီ video ကြည့်နေတဲ့သူတွေအကုန်လုံးကလည်းငွေနဲ့ပို့ပြီးရင်းနှီးမှုတွေရအောင်စကားဝိုင်းဖွဲ့ပြီးပြောကြတဲ့သဘောမျိုးနဲ့ပဲငွေရသွားမှာပေါ့နော်အဲ့တော့ငွေပြောသမျှ video တွေအကုန်လုံးဒီလေငွေရဲ့ live မှာတင်ခဲ့သမျှဟိုတင်ခဲ့သမျှတက်ခဲ့သမျှတွေအကုန်လုံးငွေရနေမှာငွေဘက်ကနေအမြင်ဝင်ပေါ့နော်ဟို sharing လုပ်တဲ့သဘောမျိုးနဲ့ပဲငွေရပြောပြရတာပေါ့နော်ဆိုတဲ့အခါကျတော့ငွေရကျတော့လေဒီလူဘဝ live ကြီးတခုငွေဘယ်လိုသတ်မှတ်ထားလဲဆိုတော့ဥပမာလေးပြောငွေရကားတစ်စီးက highway line တစ်ခုကိုသွားနေတယ်လို့ပြောမယ်ငွေကသတ်မှတ်ထားတယ် live ကြီးတခုလေအဲ့ခါကျတော့ ်ငွေတော့ကဟိုကားပေါ့နော်ကားဆိုင်ရောင်းနေထုတ်လိုက်ပြီငွေတော့ဒီ live ကြီးတခုကားဆိုင်ရောင်းနေထုတ်လိုက်ပြီ highway လမ်းမကြီးပေါ်မှာမောင်းနေကိုယ့်ရဲ့ကားကြီးကအဲ့ခါကျတော့ငွေတော့ကကိုမောင်းနေတဲ့အချိန်မှာကိုကကိုရဲ့ speech အတိုင်းပဲကိုသွားနေရပါတော့။သွားနေတဲ့အချိန်မှာကိုပင်နာကဟိုကိုနဲ့တိုက်ချင်းမတူတဲ့ကအမျိုးသားကိုကိုထက်ကြီးရလည်းဖြစ်မယ်၊သိရလည်းဖြစ်မယ်၊ကိုနဲ့ရွယ်တူလည်းဖြစ်ခြင်းဖြစ်မယ်။ပြီးတော့အယောင်လေးမျိုးစုံပေါ်မယ်။ကားမျိုးစုံဟိုဒီဇိုင်းမျိုးစုံကုမ္ပဏီမျိုးစုံကနေထွက်လာတဲ့ကားရည်နဲ့လမ်းမှာအများကြီးတွေ့ချရပါတယ်ငွေတို့ရ။အဲ့ခါကျတော့ မင်းတို့ကတော့ပုံမှန်အတိုင်းမောင်းနေဖို့ပဲလိုတယ်အဲ့တော့ကိုဘေးနာကနေမှနောက်ဆုံးကွာကိုနဲ့တကုံကြီးတည်းထွက်လာတဲ့ကာတစီကလည်းကိုဘေးနာကကြော်တက်သွားကောင်းကြော်တက်သွားနိုင်တယ်ဒါကအဲ့ဒါကိုလိုက်ကြည့်ပြီးကိုကပြန်ပြီးတော့ဟောဖြစ်နေစရာမလိုဘူးပေါ့နော်မင်းတို့သတ်မှတ်ထားတာတော့လေငါကဘောလိုက်ကြည့်သည် highway လမ်းမိုက်ပေါ်မှာမောင်းနေကာတစီလိုပဲငါသတ်မှတ်ထားတယ်အဲ့ခါကျတော့ကိုရဲ့ကားကဒီဟိုအစ်စ်ကနေစပြီးတော့မောင်းလာလေခီးပိုရောက်လာလေကိုကားဒီ ဟိုဘယ်လိုပြောမလဲချိုးရင်းနေချိုးရင်းချက်တွေရှိမယ်ပေါ့နော်ကားပင်းပုတ်လာရှိရင်ရှိမယ်နော်စီကုံလာရှိရင်ရှိမယ် anyway ကွာတိလာကိုကကားဟိုတန့်စင်အောင်ရေပြင်ဆေးရတဲ့ခါရင်မှာရှိကောင်းရှိမယ်အများကြီးပေါ့နော်အဲ့မှာကိုကပြန်ပြီးပြုမြင်ရတဲ့အရာတွေရှိမယ်ဒါကကိုကားတစီနဲ့ပဲဆိုင်တယ်တခြားကားဘေးကနေပြီးတော့ကိုနဲ့ဟိုဘယ်လိုပြောမလဲကုမ္ပဏီမတူတဲ့ကားတွေပဲဖြစ်ဘယ်လိုပဲဖြစ်ကြောတက်တော်တာတွေကိုကိုကသူတို့နဲ့ဟိုအပြိုင်လိုက်ပြီး speech နဲ့မောင်းနေစရာမလိုဘူးအမှန်တကယ်တော့လေပြိုင်ပြီးမောင်းနေစရာမလိုဘူးကိုကဟိုအနေငယ်ကင်းကင်းနဲ့เนาะအကောင်းဆုံး လမ်းမမရအောင်မောင်းလိုက်ကောအရေးကြီးတယ်၆ထဲမကြအောင်မောင်းလိုက်ကောအရေးကြီးတယ်အဲ့တော့ကိုယ့်ရဲ့ကားကိုပဲကိုယ်အာယုံဆက်ပြီးတော့မောင်းဖို့လိုတယ်ပေါ့နော်အဲ့လိုပဲကွာဒီလားပြောချင်တာလေ live ကြီးတစ်ခုမှာအများကြီးကြုံပါမယ် live ကြီးတစ်ခုမှာကိုကအပေါ်ရောက်လာလေပို့ပြီးတော့တိုက်ခိုက်တိုင်းများလာမယ်ကိုကမလိုတိုင်းများ anyway အမြင်ပို့အောင်ပို့ပြီးတော့အပင်မြင့်လေလေတိုက်ခိုက်လေပို့အောင်မြင့်လေလူတွေပို့တိလေကိုလူတွေထုံးတဲ့ချက်ကိုပို့ခိုင်းလေ anyway ဘယ်လိုပဲဖြစ်ဖြစ်ငွေပြောချင်တာအဓိကအကြောင်းညာဘာလဲဆိုတော့ လောကမှာကိုက highway ကလမ်းပိုက်ပေါ်မှာမောင်းနေတဲ့ကားတစ်စီးလိုပဲသတ်မှတ်ပြီးတော့ကိုယ့်ရဲ့ကားကိုဘလို့အကောင်းဆုံးမောင်းနိုင်မလဲဆိုတာပဲအရေးကြီးတယ်။အကောင်းဆုံးတောက်ထဲမကြအောင်လမ်းမမရအောင်ကိုယ့်ကားကိုဘလို့ထိမ့်သိမ့်ပြီးတော့အကောင်းဆုံးအပြက်အစီးအနည်းဆုံးနဲ့ဘလို့မောင်းနိုင်မလဲဆိုတာပဲအဓိကအရေးကြီးရပါတော့။အဲ့တော့ကိုဘေးနတ်ကဟိုကြောတက်တော်တဲ့ကားတွေကိုလေကိုယ့်ကိုယူဆိုင်ချင်မလို့တလို့ကျင်းကြီးတဲ့ကားတွေကိုလေလောင်ကြောင်ပြန်မလို့။အဲ့တော့ကိုကားဒီကိုယ့်ရဲ့ speech နဲ့ကိုမောင်းသွားဖို့ဒီအဓိကပေါ့နော်။ပြီးတော့နောက်တစ်ခုမျိုးပြောချင်တာကဒီငွေရောရဲ့ live ကြီးကို game တစ်ခုလိုပဲငွေရောသတ်မှတ်ထားတယ်။ game တစ်ခုလိုပဲ ်လေဗယ်1ဒီလေဗယ်1ဒီအရင်မခက်ဘူးလေဗယ်10ဒီပိုခက်လာပြီလေဗယ်20ဒီပိုခက်လာပြီအဲ့လိုပဲလေဗယ်အက်ဖြစ်လာလေငွေတော့ပိုခက်လာလေပဲငွေကအရင်အဲ့လိုမျိုးကြိုက်တယ်အဲ့လိုပိုခက်လာလေဒီလေဗယ်အောင်သွားပြီးတော့နောက်လေဗယ်ရောက်လာလေအဲ့လေဗယ်မှာတွေ့ကြုံရတဲ့အရာတွေကို challenge ချင်းလုပ်ပြီးတော့ငွေကတော့အဲ့လို fight ရတာကိုကြိုက်တယ်ပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ life ကြီးတစ်ခုကိုလေ game တစ်ခုလိုမျိုးသတ်မှတ်ထားရတယ်ပေါ့နော်ငွေကကိုယ့် level အမြင့်လာလေတဖြည်းဖြည်းနဲ့ကိုယ်တိုက်ရတဲ့အရာတွေကပို့ပြီးတော့ကြီးလာလိမ့်မယ် ပို့ပြီးတော့ကိုကပါဝါ strong ဖြစ်လာဖို့လိုတယ်အဲ့လိုမျိုးအဓိကပြောချင်တဲ့အရာဘာလဲဆိုတော့ငွေပြောချင်တာလေကိုရဲ့ life တစ်ခုမှာ game တစ်ခုလိုပဲ highway line မှာပြေးနေကားတစ်စီးလိုပဲငွေတော့အမြဲ challenge နေကြုံမှာတိုက်တန်ခိုက်တန်ရဲ့ level up ဖြစ်လာလေလေပို့ပြီးတော့ခက်ခဲလာလေပဲအဲ့ဒီခါမှာအဓိကအရေးကြီးဆုံးကဘာလဲဆိုတော့ fear ကြောက်စိတ်ဒီကြောက်စိတ်လေးကိုကပေါ့နော် level 1အောင်မှာတွေးကြုံပြီးတော့ဟိုမှာဖြစ်တဲ့အရာကိုရှောင်လိုက်လို့ အဲ့ကြမ်းစိတ်ပေါ့နော်ဟိုတိုက်ခိုက်ရမယ့်အရာတကူဒါမှမဟုတ်ကိုတွေးချင်သွားတဲ့အရာတကူကိုကငါချင်းခံစားမှာဆိုလို့ဆိုပြီးတော့အဲ့ fear လေးတိတ်တိတ် level 1မှာတွေးရတဲ့ fear လေးကိုငွေရကြောက်ပြီးတော့ရှောင်လိုက်မယ်ဆိုရင်နောက် level မှာငွေတို့လုံးဝတိုက်နိုင်မှာမဟုတ်တော့အဲ့ငွေတို့အရင်အရေးကြီးကဒီကြောက်စိတ် fear ကိုငွေတို့က level တိတ်တိတ်လေးကနေစပြီးတော့လုံးဝမပြတ်တိုက်နိုင်ဘူးလို့လေကြောက်စိတ်ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတော့တိုက်ခိုက်နိုင်ဘူးလို့လေအဲ့တော့လေငွေကဟို ငွေအရင်တော့ကွာဒါငွေတွေမဟုတ်ပါတော့ဘယ်သူမှစိုးပေါ့နော်လူတိုင်းလူတိုင်းဒီစိတ်ထုတ်ရမှာအရင်ကြောက်တယ်ငွေ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 တော့လေစိတ်ထုတ်ရမှာအရင်ကြောက်တယ်ကွာဘာပဲဖြစ်စိတ်ထုတ်အကြည့်နဲ့ထိုးခိုင်းရမှာအပါအောင်နားရယ်ပေါ့လေအဲ့ခါကျတော့ငွေကလေငွေကကြောက်လူတစ်မျိုးတကယ်လူတစ်မျိုးဘာဖြစ်လဲဆိုတော့ငွေကကြောက်တော့လေအဲ့အစားတော့ကတော့ပထမဆုံးကတော့ငွေကကြောက်တယ်ပေါ့ကွာဒါတော့ဒါဘယ်သူမှစိုးကြောက်ကြမယ်ဒါပေမဲ့ငွေကအဲ့စိတ်ထုတ်လိုက်တဲ့ဥပမာအသားလေးအဲ့ဒါလုံးဝစိုက်ဝင်သွားပြီးတော့နားနဲ့ဖိန်ဝင်ရခံပါလား ြောချင်တာဒါစိတ်ထိုးတာဥပမာပေးပြောရမှာပေါ့နော်အဲ့တော့ဒီနာကျင်လေးရဲ့ဖိန်းကိုကိုကခံစားရတဲ့ခါမှာဘယ်လောက်တောင်နာကျင်လဲဆိုပြီးကိုခံစားလိုက်တယ်ဒီစေးတစ်လုံးထိုးလိုက်လို့နာကျင်တဲ့ဖိန်းကိုလုံးဝဖိပြီးနဲ့ခံစားသူများလို့ချောက်ပြီးမဟုတ်မဲ့ပြောအဲ့လိုမနေဘူးနော်လုံးဝအဲ့နာနဲ့အရသာဝင်ခံစားအဲ့ဖိန်းကိုငွေကဟိုရအောင်အဆက်ပြုတ်လိုက်တယ်ပေါ့အဲ့လိုလုပ်ပြီးရတယ်ငွေကကျော်ဖြတ်လိုက်ပြီးအဲ့ခါမှာငွေနောက်ပိုင်းဘာဖြစ်လာလဲဆိုတော့အဲ့ဖိန်းလောက်ငွေအေးဆေးပဲလုံးဝမမှုတော့စိတ်တော့နောက်ဆုံးမေးဘလို့ဖြစ်သွားလဲဆိုတော့နေမကောင်းလို့စိတ်ကန်းတော့ပြတယ်စိတ်အောင်မင်း တော်ရလေစီမံထိုးပေးပါလို့စီမံတောင်းချင်ဘူးအဲ့လိုတော့ပြောတယ်အဲ့ဖိန်းကတော့ additional ဖြစ်သွားမှာဆိုရတယ်ကွာဒီကအဲ့တော့ငွေပြောချင်တာကဘာလဲဆိုတော့လေအဓိကအခါဘယ်လိုအရာမျိုးမှာပဲဆိုဘယ်လိုညာမျိုးမှာဆိုကြောက်စိတ်ကိုဖျက်ချော်နိုင်မှုလို့ရတယ်ကိုကကိုတွေးချုံရတဲ့အရာလေးမှာကြောက်ဟိုရင်းမဆိုင်ရတဲ့ကြောက်စိတ်လေးတတတတလေးကိုရှောင်မယ်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 ဆိုရင်နောက် level up ဖြစ်လာလေဒီထက်ပိုပြီးတော့တွေးချုံရမယ် အရာတွေကိုကိုကဘလို့မှနေဆိုင်နိုင်မှာမဟုတ်တော့ဘူးအဓိကတော့ဗောလေဘာသာရေးကပြောမယ်ဆိုရင်လေဟိုဓမ္မစကြာတရားမှာပဲဖြစ်ဖြစ်ဒုက္ခဗောနော်ဒုက္ခသစ္စာအဓိကကလေဒုက္ခကိုကောင်းကောင်းလေးရင်ဆိုင်နိုင်မှုလို့ရဒုက္ခဆိုတဲ့အရာကိုကောင်းကောင်းလေးရင်ဆိုင်နိုင်မှာအဲ့ဖိန်နာကျင်မှုရင်ဆိုင်နိုင်မှာတခြားအရာတွေကိုတိုက်နိုင်မှာအဲ့လိုပဲဗောနော်ငွေပြောချင်တာအဲ့တော့လေကိုယ့်ရဲ့ fear တွေဘယ်လိုမျိုး fear မျိုးပဲမဆိုတိတိလေးကိုလေလေလုံးဝမရှောင်ထွက်ပါနဲ့ထိတ်တိုက်ရင်ဆိုင်ပြီးတော့ဖြည့်ရှင်းပြီးတော့ဗောနော်ထိတ်တိုက်နာကျင်မှုခံစားမလိုက် ဘယ်သူနော်နာကျင်မှုခံစားလိုက်တယ်ဘယ်လောက်နာမလဲနားလေးနားအဲ့နာကျင်မှုရောနားတိုင်းမှာဘယ်လောက်တင်နာမလဲအဲ့ဖိန်ကုန်ကိုခံစားလိုက်တယ်โอเคအဲ့လောက်နာပါလေဒါသည်ဒီရသည်ဒီလောက်နာတယ်ဆိုရင်ငါတို့ level up ဖြစ်လာလေပို့ပြီးတော့နာကျင်ကြရေပုံများလာရင်များလာတာပဲတိုက်ခိုက်တာရရှိရင်ပုံများလာပဲအဲ့တော့တိတိလေးကိုရှောင်လွှဲနေမယ်ဆိုရင်အကြီးကြီးငါတို့ဘယ်လိုမှရင်ဆိုင်နိုင်မှာမဟုတ်တော့ဘူးအဲ့တော့ငါပြောချင်တာကလေလောကမှာဘယ်လိုအခက်အခဲမျိုးတွေပဲမဆိုဘယ်လိုရှုံးနေမျိုးတွေပဲမဆိုအားတင်းပြီးတော့ရင်ဆိုင်ဖြတ်တန်းမှာ ဖြတ်ကျော်မှာတိတိလေးကိုပါရှောင်လွှဲမယ်ဆိုရင် အကြီးတွေကိုရင်ဆိုင်ဖို့ခတ်သွားပါလိမ့်မယ်အဲ့တော့ဘယ်လိုအရာမျိုးဆိုပါငါပြောချင်တာလူရန်ဒီအရန်ပေါင်းပါဖြစ်ပါတယ်အရန်စထရောင်းဖြစ်ပါတယ်လူပဲကွာလုံးချင်တာဘယ်လိုပြောမလဲလူဆိုတာဘာမှမဆိုအကုန်လုံးလို့ရတယ်ဖြစ်လို့ရတယ်မိုးမပြန်နိုင်လားမြေကြီးရဲ့ဆင်းချင်လားစိတ်ကလေးလုံးလို့ရတယ်အဲ့တော့လေလူဒီစထရောင်းအဖြစ်ဆုံးပေါင်းပါဖို့အဖြစ်ဆုံးဖြစ်တဲ့အတွက်လူတိုင်းဒီလေငါတို့ကလူတွေကွာဘာမှမဆိုလုံးနိုင်နေဆိုတဲ့စိတ်ကို ထဲ့တာအားတင်းတာဘယ်လိုမျိုးအခက်အခဲပဲရင်းဆိုင်ပြီးတော့တွေ့ကြုံရအောင်စီဘယ်တော့မှအားမလျှော့လိုက်ပါနဲ့ဟိုကြောက်စိတ်လေးနဲ့ပေါ့နော်မရှောင်လွှဲပိုင်ပါနဲ့အားလုံးကိုထိတ်တန့်ရင်းဆိုင်တတိရှိရှိထိတ်တန့်ရင်းဆိုင်ဖြည့်ရှင်းပြီးတော့ဖြတ်ကျော်ပါဘဝမှာအခက်အခဲတွေဘယ်လိုမျိုးပဲတွေ့တွေ့အကောင်းဆုံးဖြတ်ကျော်ကြပါစေလို့ငွေရဆုတောင်းပေးရင်းနဲ့အားလုံးကိုနှုတ်ဆက်ပါတယ်ကျေးဇူးများတင်ပါတယ်တတ